ဒီနေ့ဒီချိန်ထိဗီဒီယိုလေးကိုကြည့်ရှုအားပေးတဲ့ဒိုးအယောက်ချင်းစီတိုင်းပေါ်မှာကျေးဇူးအများကြီးတင်ပါတယ် channel လေးကိုလည်း like share subscribe လေးကိုမနှိပ်သေးတဲ့ဒိုးအယောက်ချင်းစီတိုင်းကိုနှိပ်ပေးကြပါနော်နောက်ဗီဒီယိုလေးတွေကိုလည်းတင်တဲ့အခါမှာတိဖို့ရန်အတွက် bell လေးကိုလည်းနှိပ်ပေးကြပါလို့တောင်းဆိုပါတယ်ဒီနေ့ဗီဒီယိုလေးကတော့ပုံမှန်လင်စစ်ဆန်ချင်းနှိပ်ကောင်းကျိုးများအချက်၁၂ချက်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ် မိမတွေအားလုံးဟာကျမပျော်ရွှင်တဲ့အိမ်ထောင်ရည်သူခောက်ကိုရယူခံစားချင်ကြတယ်လို့အမျိုးသမီးကျမရည်ကို အထူးပြုလည်လာနေတဲ့စီးပညာရှင်နီကိုစီရီနိုကပြောပါတယ်မိမပဲလားဆိုတော့မဟုတ်ပါဘူးเนาะယောက်ျားလူတွေအတွက်လည်းအလားတူပါပဲကျမရည်ပျော်ရွှင်တဲ့အိမ်ထောင်ရည်သူခောက်ကိုရယူခံစားချင်ကြပါတယ်လင်းစစ်ဆန်ချင်းကြောင့်လင်မယားနှအိုးကြောင့်မှနှိစက်တဲ့မိသားစုဖြစ်အောင် ရှင်းအောင်ထားမှုကိုတိုးလာပါတယ် ပုံမှန်လုံဆက်ဆံကြတဲ့လင်မယားတွေဟာလင်မယားကွာရှင်းကြတဲ့နှုံထားတွေကြလာတယ်လင်မယားနှအိုးစလုံးအတွက်ကျင်းနေစရာကောင်းတဲ့လင်ဆက်ဆံခြင်းဟာရုပ်ပိုင်းစိတ်ပိုင်းကျန်းမာရေးအကျိုးတရားများစွာကိုဖြစ်စေနိုင်ပါတယ်ပြီးတော့စိတ်ဖြစ်စည်းမှုတွေကျဆင်းလာတယ်နစ်နစ်ချိုက်ချိုက်အိပ်ပျော်လာတယ်ကိုခံအားတွေပိုကောင်းလာတယ်တအိုးချင်းရဲ့စိတ်ခံစားချက်တွေပိုကောင်းလာတယ် ပြီးတော့အထွတ်အထိပ်ဆိုတဲ့ခံစားချက်တွေကို ရရှိခံစားနိုင်ပါတယ်။ယောက်ျားနဲ့မိန်းမတွေအတွက်ပုံမှန်လင်းစစ်ဆန်သင့်တဲ့အကြောင်းအချက်တွေကဘာတွေလဲ။အဲ့ဒါတွေကတော့နံပါတ်၁အချက်မှာနာကျင်ခြင်းတစ်တာတယ်။လင်းစစ်ဆန်တဲ့အခါမှာလှုပ်ရှားမှုတွေမဖြစ်မနေလုပ်ရပါတယ်။အဲ့ဒီလှုပ်ရှားမှုတွေကအားကစားလုပ်နေတာနဲ့တူပါတယ်။အဲ့ဒီအကျိုးဆက်ကြောင့်ကိုခန္ဓာတွေက endorphin hormone ထွက်လာတယ်။အဲ့ဒီ hormone ကြောင့် နာကျင်ခြင်းတွေသက်တာလာတဲ့ပျော်ရွှင်ခြင်းတွေ ဖြစ်လာပါတယ်။နံပါတ်၄ချက်အနေနဲ့နိနိချိုက်ချိုက်အိတ်ပြောတယ်။လင်းဆစ်ဆန်တဲ့အခါကိုခန်းကိုခန္ဓာအတွင်းကအိုစီဒိုစင်ဟော်မုန်းပို့ထွက်လာတယ်။အဲ့ဒီဟော်မုန်းဟာစိတ်ဖြစ်စည်းမှုတွေကိုညော့ကြစေတယ်၊နိမ့်နိမ့်ချိုက်ချိုက်အိပ်ပျော်စေတယ်၊တက်တောင်းတက်တာအနာရစေတယ်၊ကိုကောင်းဝင်တဲ့ဘဝ အရည်အသွေးနဲ့ပြည့်စုံတဲ့စိတ်ကျေနပ်မှုကိုဖြစ်စေပါတယ်။အသုံးချက်အနေနဲ့ကိုခံအားတွေကောင်းလာတယ်။လင်းစစ်ဆန်ခြင်းကိုလုပ်သူတွေဟာကိုခံအားပိုကောင်းလာပါတယ်။ယောဂါဖြစ်ခြင်းလည်းနည်းလာတယ်။ပြီးတော့တလအသုံးချိန်ထက်ပိုပြီးတော့လင်းစစ်ဆန်သူတွေနဲ့တလအသုံးချိန်ထက်နည်းပြီးတော့လင်းစစ်ဆန်သူတွေနဲ့နိုင်ရှင်လေ့လာခြင်းဖြစ်ပါတယ်။ လင်းဆက်ဆန်ချင်းအကျင့်အရည်အတွက်များသူတွေကယောဂဖြစ်နေတာကိုတွေ့ရှိရပါတယ်။နံပါတ်၄ချက်နေနဲ့အသွုံဝင်တဲ့ဟော်မုန်းတွေပိုထွက်လာတယ်။ကာမဆက်ဆန်ရင်ပုံမပျော်ရှင်စရာကောင်းတဲ့လေ့ကျင့်ခန်းတစ်ခုကိုပုံမှန်လုပ်နေတာနဲ့တူပါတယ်။စိတ်ဝင်စားစရာကောင်းတဲ့လေ့ကျင့်ခန်းလုပ်တဲ့အတွက်ကိုယ်ခန္ဓာအတွင်းကခံစားချက်ကောင်းစေတဲ့ပျော်ရွှင်မှုဟော်မုန်းတွေထွက်လာပါတယ်။ အဲ့ဒီဟော်မုန်းတွေကတော့ endorphin, dopamine, serotonin နဲ့ oxytocin ဟော်မုန်းတွေပဲဖြစ်ကြပါတယ်။အဲ့ဒီဟော်မုန်းတွေရဲ့အကောင်းကျိုးတွေကခံစားချက်ကိုကောင်းစေတဲ့စိတ်ဖြစ်စင်းမှုနဲ့စိတ်ဓာတ်အဆင်းချင်းတွေကိုဖယ်ရှားပေးနိုင်ပါတယ်။နာကျင်ခြင်းလည်းတက်တာလာတယ်၊ပျော်ရွှင်ခြင်းလည်းဖြစ်လာတယ်။ဘာသာငါချက်အနေနဲ့ကိုကိုကိုယုံကြည်မှုတွေ ပိုတိုးလာတယ်လင်းစစ်ဆန်ချင်း ကြောင်စိတ်ခံစားချက်တွေ ကောင်းလာတယ်ကိုကိုကိုယုံကြည်လေးစားမှုတွေ ပိုတိုးလာတယ်ပြီးတော့အခြားလူတွေအပေါ်လည်းယုံကြည်လာတယ်လူမှုဆက်ဆံရေးတွေ ပိုကောင်းလာပါတယ်နံပါတ်6ချက်အနေနဲ့စိတ်ရကြချင်းတွေကိုတားဆီးနိုင်တယ်လေမယားနှယုတ်စလုံးကြားမှာစိတ်ကြည်နပ်မှုတွေပိုတိုးလာတယ်ဆက်ဆံရေးပိုကောင်းဝင်လာတယ်စိတ်ရကြဆင်းချင်းတွေကိုတားဆီးနိုင်ပါတယ်နံပါတ်9အနေနဲ့အသွေးပောင်ချိန်တွေကျလာတယ်အထူးသဖြင့် citric pressure ကျသွားတယ် နှလုံးခုန်လုံးတွေတည်ငြိမ်လာပါတယ်။ပညာရှင်တွေရဲ့လိလာချက်အရတပတ်ကိုလင်းဆက်ဆန်ခြင်းကိုနှစ်ကြိမ်နဲ့အထက်ဆက်ဆန်ကြတဲ့အိမ်ထောင်ရှင်တွေအားနှလုံးရောဂါဖြစ်နိုင်ခြင်း၄၅ရာရာခိုင်နှုန်းအထိလျော့ကျသွားတာကိုတွေ့ရှိရပါတယ်။နံပါတ်၈ချက်အနေနဲ့အာကစားလိချင်းခန်းတစ်ခုကို လုပ်တယ်လို့ဖြစ်ပါတယ်။လင်းဆက်ဆန်တဲ့အခါမှာလှုပ်ရှားမှုတွေကိုလုပ်ရပါတယ်။အဲ့ဒီလှုပ်ရှားမှုဟာအာကစားလိချင်းခန်းလုပ်နေရတာနဲ့ ိုပါတယ်လိလချက်အရာကတော့လင်းစစ်ဆန်ချိန်တမိနစ်တိုင်းမှာအစီလောင်ကျွမ်းမှုဟာ၄ကီလိုလီ ဖြစ်တယ်လို့သိရပါတယ်နံပါတ်၉ချက်အနေနဲ့စိတ်ဖြစ်စည်းမှုတွေပျောက်သွားတယ်လင်းစစ်ဆန်လိုက်တဲ့အခါမှာဒိုပါမင်းနဲ့ဆာရိုတိုနင်းဟော်မုန်းတွေအများကြီးထွက်လာပါတယ်အဲ့ဒီဟော်မုန်းတွေဟာပျော်ရွှင်စရာကောင်းတဲ့ဟော်မုန်းတွေဖြစ်ကြပါတယ်အဲ့ဒီဟော်မုန်းတွေကျန်းစိတ်ထဲမှာ နေလို့ထိုင်လို့ကောင်းတဲ့ခံစားချက်တွေဖြစ်လာပါတယ်။ serotonin hormone ဟာပျော်ရွှင်ခြင်းကိုပိုမိုဖြစ်စေတာကြောင့်စိတ်ဖြစ်စီမှုနဲ့စိတ်ဓာတ်အဆင်းချင်းတွေကိုဖယ်ရှားပစ်နိုင်ပါတယ်။နံပါတ်10ရဲ့အနေနဲ့စီးကျိတ်ကင်ဆာဖြစ်နိုင်ခြေကိုယော့ချစေတယ်။ယောက်ျားတွေရဲ့စီးကျိတ်မှာဖြစ်တတ်တဲ့စီးကျိတ်ကင်ဆာဖြစ်နှုန်းကိုယော့နင်းစေပါတယ်။စီးကျိတ်ယောဂါတွေကိုလည်းပြန်ကောင်းအောင်လုပ်နိုင်တယ်။ ဥပမာစိတ်ချရောင်ယောဂါပေါ့နော်နံပါတ်7တစ်ချက်အနေနဲ့တင်ပဆောင်အောက်ချီကစွတ်သားတွေကိုကိုတံမှစေပါတယ်ပုံမှန်လင်းဆက်ဆံတဲ့အခါစီမထင်းနိုင်ဓာရီကိုယော့နေစေတဲ့အချို့မင်းကလေးတွေကချောင်းဆိုးလိုက်တာနဲ့စီတွေထွက်လာကြတ်ပါတယ်အချို့ကနာရှိလိုက်တိုင်းစီတွေထွက်လာကြတယ်အဲ့ဒီလိုစီမထင်းနိုင်တဲ့အခြေအနေတွေကိုတားဆီးပေးနိုင်ပါတယ် မင်းမကူရဲ့လုပ်ငန်းဆောင်တာတွေတူတလာတဲ့အတွက်ကြောင့်မို့လို့စီအိမ်ကိုထိန်းနိုင်စွန့်တွေပိုကောင်းလာတယ်။ကာမတုခကိုအပြည့်အဝရစေနိုင်တယ်။နံပါတ်7ချက်အနေနဲ့မင်းမကူနဲ့ယောက်ျားလင်အင်္ကာစီကိုအောက်ဆီဂျင်အပြည့်အဝသွေးတွေပိုကောင်းစေတယ်။လင်ဆက်ဆန်တဲ့အခါကာမတုခအထွတ်ထိပ်ကိုရောက်နိုင်တယ်။မလုပ်ရင်မရဘူးပေါ့။လင်းစစ်ဆန်လိုက်တဲ့အခါလှုပ်ရှားမှုကြောင့်တကူလုံးသွေးလေပတ်မှုပိုကောင်းလာတယ်။ အောက်ဆီဂျင်ပြူဝတဲ့သွေးတွေဟာလင်းဆက်ဆန်သူနှိုးနှဖစ်စလုံးရဲ့လိင်အင်္ဂါရီစီကိုပိုရောက်လာတယ်။အမျိုးသမီးရဲ့လိင်အင်္ဂါဟာကျုံနိုင်တယ်ပြီးရင်ဆက်နိုင်တဲ့စွမ်းရည်ပိုကောင်းပါတယ်။တဘာဝကျတဲ့လင်းဆက်ဆန်ခြင်းဆိုတာကတော့ယောက်ျားလင်တန်ကိုမိမကိုယ်ထဲကိုထိုးသွင်းခြင်းဖြစ်ပါတယ်။ဒါမှသာကာမတုခါကိုအပြောဝါရစေနိုင်တယ်လို့အထက်ကပေါ်ပြတဲ့လင်းဆက်ဆန်ခြင်းကောင်းကျိုးတွေကိုလည်းရစေမှာဖြစ်ပါတယ်။ ဒါပေမဲ့အခြားနေလမ်းများနဲ့လင်းစစ်ဆန်ချင်းပုံစံတွေကတော့အထက်ကကောင်းကျိုးတွေကိုအပြည့်အဝရစေနိုင်မှာမဟုတ်ပါဘူးဥပမာအားဖြင့်ပစက်နဲ့လင်းစစ်ဆန်ချင်းစအူပေါက်နဲ့လင်းစစ်ဆန်ချင်းလက်နဲ့အာသာဖြည့်ခြင်းတို့ကိုဆိုလိုခြင်းဖြစ်ပါတယ်ပုံမှန်လင်းစစ်ဆန်ချင်းကြောင့်ကျန်းမာရေးကိုကောင်းစေတဲ့ဟော်မုန်းတွေအများကြီးထွက်လာတဲ့ထွက်လာတဲ့ဟော်မုန်းတွေရဲ့ကျန်းမာရေးကောင်းကျိုးတွေကပျော်ရွှင်ခြင်းပိုတိုးလာတဲ့ စိတ်ကြည်နှံ့မှုလည်းပိုကောင်းလာတယ်စိတ်ရကြစင်းချင်းနဲ့စိုးရင်ကြောင်ကြချင်းတွေ ရော့ပါလာတယ်ကောင်းတဲ့ခံစားချက်တွေကိုဖြစ်စေတဲ့ဟော်မုန်းတွေကအလိမယားနဲ့အိုးစလုံးလင်းစစ်ဆန်လိုက်တဲ့အခါမှာဖြစ်ပေါ် လာပါတယ်ဒါတွေဟာလင်းစစ်ဆန်ချင်းကိုလူတွေဆွဲလိုက်ရတဲ့အကြောင်းရင်းတစ်ခုဖြစ်ပါတယ်တဦးနဲ့တဦးချစ်ချင်းမေတ္တာကိုအခြေခံတဲ့နားလည်မှုရှိစေခြင်းပါတယ်နားလည်မှုမရှိရင်လူမယားတွေကြားမှာဖောက်ပြမှုတွေရှိလာနိုင်ပါတယ်မိသားစုထမင်းဝဲမှာတခါတရံကိုမစားခြင်းပြိမဲ့မိသားစုတွေရဲ့လူအချက်အရာအတူတူစားရတာတွေရှိပါတယ်ကိုမစားလို့မစားဖို့ဆိုရင်မိသားစုထမင်းဝဲဆိုတာဖြစ်လာမှာမဟုတ်ပါဘူး တခါတရံမှာကိုမစားခြင်းပြီမဲ့နားလည်မှုနဲ့ဝင်စားပေးရတာမျိုးရှိနေတာကို နားလည်သဘောပေါက်စေခြင်းပါတယ်။လင်းစစ်ဆန်ချင်းရဲ့အကောင်းကျိုးတွေကိုသိလို့တစ်ချိန်လုံးလင်းစစ်ဆန်တာမျိုးကလည်းမန်ကန်တဲ့သဘောထားမဟုတ်ပါဘူးနော်။အလွန်ချမ်းသာနေတဲ့စီးပွားရေးသမားတွေအောင်မြင်နေတဲ့နိုင်ငံရေးသမားတွေနေရာပေါင်းစုံမှာထိတ်တန့်ရောက်နေသူတွေအားလုံးဟာလင်းစိတ်ကိုမန်မန်ကန်ကန်အတုံးချတတ်သူတွေဖြစ်နေတာကိုလေ့လာချက်အရသိရပါတယ်။ ဒါကြောင့်မလို့လင်းစိတ်ကိုဘဝအောင်မြင်ရည်တွေမှာလည်းအတုံးချတတ်ကြပါစေလို့ဆန္ဒပြုလိုက်ပါရစေเนาะဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပဲဖြစ်ပါတယ်